ARC3 6ချစရာအစုံလင်အပိုင်း9ဘလို့ကောင်းလို့ကသူ့မိဘတွေကိုတတ်ပြစ်တာလဲတေလောက်စရာဘာအပြင်းမှမလောက်ထားအောင်မလားတဲရလူတတ်တာပဲကောင်းလာဆိုလာခယူးဆိုင်နေအောင်မလားကောင်းလို့သူ့မိဘတွေကိုမုန်းနေတာနေမယ်မုန်းတာကတေပြီးတော့အဆက်မတန်ကြီးလာတာပဲဖြစ်မယ်အလောင်းနေစီအလဲသွားတာအဲ့ဒါကတဲရတွေရဲ့မကောင်းတဲ့အကျင့်ကြီးအလောင်းများကိုစောင့်နှိအုပ်ထားပြီး ေါ်နေသောမျက်နှာထက်တွင်နှွေးလဲအပြင်ထုတ်ထားသည့်ဝတ်ပောင်ကြောက်ပေါ်ရင်အောင်နေသည့်အလားရင်ငောင်များဝဲပြန့်နေသည်မျက်လုံးဖွင့်လျက်နှင့်တည်နေလေသည် အကိုချီရွံငားရလိုချင်သည်လားကောင်းလို့ဤအတန်မှလုံးဝပြောင်းသွားပြီဖြစ်သည်အတန်ဝင်နေပြီးမာကျောနေသည်မှာအိုမင်းရွတ်ွားစွာဟိန်းတန်ကြီးနှင့်တူသည် နားပင်အောင့်လာစေသည်ရှဲ့ချီဤကြောတဲ့စိတ်သွားသည်နောက်တော့ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ ဖြူဖက်နေသောမျက်နှာကိုတွားတွေ့သည်။ကောင်းလော၏မျက်နှာမှာမှောင်မဲနေသောလှေကားတွင်ဝူတဝါမြင်နေရသည်။သူ၏နှာခမ်းထောက်မှာထူးဆန်းသည့်အပြုံးကြီးနှင့်ကော့တက်နေသည်။ရှောင်းချီရှက်ရှင်းလန်ထွက်လာတော်မူအချိန်တွင် ရှက်ချီကငင်းလိုက်သည်။ထွက်မလာနိုင်အောင်ကျွန်တော်တရုတ်ဆောင်လိုက်အောင်မယ်။ရှက်ရှင်းလန်စွန့်အသွားရသည်။နောက်တစ်ခဏ၌ရှောင်းချီလန့်သွားသည်။အာတေးကြီး ဲ့လိုပရိုဆန်တာသူဒရမာတွေအရင်ပြောဝင်နေတာဒီလိုအချိန်မှတော့သူစက်ကောင်စရိုက်ကိုမမေ့ဘူးရေးရတာတရီထွက်တယ်ကွာဖះကြီးအရင်ချစ်ဖို့ကောင်းတာပဲတိတ်ဆိတ်နေသောညာချမ်း၌နားခွဲမတက်အော်တန်ကြီးကတုန်ဟီးသွားသည်ဤအခန်း၏လိုအပ်ချက်မှာအင်ကိုလိုက်ကြည့်ပြီးထွက်သွားရန်ဖြစ်သည် ရှဲချီအော်ရာပြီးသွားပြီး ခိုင်းတော့သည်ကိုကိုအလန့်တကြားထွက်ပြီးတော့လေကားမှာမှောင်မဲနေသည်ရှက်ရှင်းလန်နယံကိုမှီရင်အောက်ထက်သို့ကြိုက်ကြိုက်ဆင်းသွားသည် အောက်သို့ရောက်ရန်နှစ်ထစ်သာကြံတော့တော်လဲသူ၏မြင်ကွင်းထဲသို့ခြေထောက်တစ်စုံပေါ်လာသည်ထိုခြေထောက်များကအဖြူရောင်ဖနက်ကိုစီးထားသည်ကောင်းလော့ပဲရှက်ရှင်းလန်ခေါင်းမော့ကြည့်လိုက်သည်ကောင်းလော့ကသူ့လမ်းကိုပိတ်ထားလေသည် ကောင်းလော့က ကျောင်းမဖွဲရာရေပြလိုက်ပြီးလှမ်းဆွဲလိုက်သည်ရှက်ရှင်းလန်အမြန်မင်းလှေကားပေါ်သို့ပြန်ဆုတ်သွားသည်ကိုကိုသူကျွန်တော်တို့မတက်ချင်သေးဘူးဒီအတိုင်းကြီးစားနေတာဒါကနောက်ဆုံးအခန်းမဟုတ်တာသိကြတယ်မဟုတ်ရင်ဇညိုးကအင်းကနေထွက်ခိုင်းမှာမဟုတ်ဘူးကျွန်တော်တို့ထွက်ပြေးလို့ရတယ်တရုတ်ဆောင်မှုတရုတ်ဆောင်မှုမမင်းနဲ့နော်ရှက်ရှင်းလန်မျက်ခုံးပင်းလိုက်သည်ရှောင်းချီအရန်အောင်ပိုင်နေတယ်ပေါ့တရုတ်ဆောင်မှုကိုတော့ပြောနေသေးတော့ အဲ့လိုမဟုတ်ပါဘူး။အာရှက်ချီသူ့ကိုကိုအစာအော်ပေးလိုက်ပြန်သည်။ရှက်ချင်းလန်ပြန်လှဲ့ကကြောက်လန့်တကြားလေကားပေါ်ပြန်တက်လေသည်။ရှောက်လန်းတွင်ခေါင်းကိုဘဲညာလှဲ့ကြည့်ကမျက်နာတွင်သွေးမရှိတော့ပေ။ဘဲဘက်တွင်ကနယံနှစ်ပိတ်နေပြီးညာဘက်တွင်ဖြင့်လူသေးထားသောနန်းစော်နေသည့်အခန်းရှိနေသည်။အလင်းနှက်တစ်ခုပေါ်လာပြီးကောင်းလောကရှက်ချင်းလန်၏ဘဲဘက်တွင်ဖြက်ခနဲပေါ်လာပြန်သည်။ ရှယ်ချက်လန်သည်အန်ချဖြစ်ခြင်းစိတ်ကိုထိန်းထားပြီးအလောင်းများရှိသည့်အခန်းစီသို့တွားလိုက်သည်အခန်းထဲတွင်မှန်ပရင်းပေါက်တစ်ခု ရှိတော်လဲနေရာကတိတ်မကောင်းပေဂရင်းဤအပေါ်ဘက်တွင်ဖြစ်သည်ရှယ်ချက်လန်ကြောက်ချင်အောင်ဆောင်ပြီးအမြန်တွားလိုက်သည်သို့တော်သူ့ခြေထောက်များကတော့နည်းနည်းလေးမှမတုံ့ဆိုင်သွားပေခြေတစ်ဖက်နှင့်အလောင်းများပေါ်သို့ခုန်တက်လိုက်ပြီးနောက်တစ်ဖက်နှင့်ပြစ်ကန်လိုက်သည်ကွဲလေသောမှန်မှာနေရာပေါင်းစုံတို့ကွဲကြွေသွားတော့သည် သူ့ကိုအမိလိုက်လာသည့်ကောင်းလော့ကိုပြန်လှည့်ကြည့်သည် ထို့နောက်ပရင်မောင်၏တစ်ဖက်တစ်ချက်စီကိုကင်ကာကြားမိနေရကိုလေ့လာလိုက်သည် လက်ကိုလှုပ်ကာမြခင်မော်သို့ခုံချလိုက်တော့သည်ရှက်ရှင်းလန်တွင်ဘာတန်ရားမှမရှိချက်ချင်းမင်ထကလမောင်းကဖုံများကိုခါလိုက်ပြီးလမ်းမေးတွင်ရပ်ထားသည့်သူ၏စကူတာလေးစီသို့အပြေးသွားလိုက်သည်အမြင့်ကြီးပဲမို့လို့အယိုးချိုးတော့မထင်နေတာဒါပဲလေလား fuck သူ့ရဲ့ကိုယ်ကာယကအရန်ကောင်းနေတယ် မျက်နှာလှည့်စားနေတာကောင်းလို့ရဲ့ယူရဲချက်ကသူ့ကိုခြောက်ပြီးတပိုင်းကျူးအောင်လုံးမလို့ထင်တယ်တရေကနောက်မှလိုက်မလာပဲဆက်ရှင်းလန်စကူတာပေါ်တက်လိုက်ပြီးထွက်ပြေးရန်ပြင်သည်ထိုအချိန်တွင်တခုခုကိုခံစားမိလိုက်ပြီးခေါင်းမော့ကသူခုံဆင်းလာသည့်အိမ်ဤဒုတိယအထက်ကိုကြည့်လိုက်သည်ကောင်းလို့မှပြက်စီးနေသောပရင်ပေါက်တွင်ရက်နေပြီးမြင်နေရသောသူ့ကိုယ်တော်မှနည်းနည်းထွင်းဖောက်မြင်နေရသည်သို့သောမျက်နာကိုဖြင့် ရှင်းလင်းစွာမြင်ရလေသည် ဖြူဖက်ကကြောက်เสียကောင်းသည် ဖြည်းဖြည်းချင်းလက်ကိုမြှောက်ကအောက်ထက်ရှိ ရှယ်ရှင်းလံကိုတတ်တာပြသည်ထူးဆန်းစွာပြုံးလိုက်ပြီးတခုခုပြောလိုက်သည့်အလားသူ့ပါဇက်များကိုလှုပ်နေသည်ရှက်ချီကနှခမ်းကိုဖတ်နိုင်သည်ကိုကို သူပြောတာကနောက်မှပြန်တွေးကြမယ်တဲ့ရှယ်ရှင်းလံမျက်မှောင်ကျုံလိုက်ပြန်သည် နောက်မှပြန်တွေးကြမယ်တိတ်မကြခင်မဲကောင်းလောနဲ့ပြန်တွေးရတော့မယ်အတိုင်းကြီး ရှင်ရှင်းလန်းအတန်ကြာအောင် စကူတာကိုဆက်မနှိုးသေးပြီ။ရှင့်ချီခနဲ့တဲ့ပြုံးလိုက်သည်။စကူတာဘလို့မောင်းအောင်မလဲသိရလားဟင်။ညစ်ဧကရေကြီးရဲ့ရှင်ရှင်းလန်း၏မျက်နှာမှာနီရဲနေပြီးမျက်နှာတွေနှင့်လက်ကင်ကိုလွှတ်လိုက်သည်။မင်းလာလေ။ကိုကိုရဲ့ညီညီလေးရှောင်းချီကဘလောက်မိုက်လဲဆိုတာပြမယ်။ရှင့်ချီစကားပြောရင်းစကူတာကိုဆက်နှိုးကအိမ်မှထွက်လာသည်။လက်တစ်ဖက်လှုပ်ပြီးရောနှစ်ဖက်လုံးလှုပ်ပြီးရော မျက်စိမှိတ်ပြီးတော့မောင်းနိုင်တယ်။ app ကဇညွန်းအစ်စ်ပေးမြီကိုစောင့်နေရင်ရှက်ချီပါဇက်မှာအားနေတော့ကြောင့်စကားနည်းနည်းပြောလေသည်။သူ့ကိုကိုမလုတ်တတ်သည့်အရာမှရှားလာသည်။ရှက်ရှင်းလာမှာအလွန်စိတ်ဆိုးသောကြောင့်ပောက်ကွဲချင်နေပြီဖြစ်သည်။စောက်လန်းကိုပဲကြည့်ပြီးမောင်းစမ်းမှာရှက်ချီမှာတဘာဝလွန်ဖြစ်စဉ်များကိုစုံစမ်းရန်အတွက်နေစုံလေးများကိုတွားဘူးသည်။ကားမောင်းမရသည့်နေရာများရှိပါက ဘိန်းနှလုံးကိုသာပြောင်းရလေသည်ထို့ကြောင့်ရင်မောင်းစုံကိုအမောင်းကျွမ်းလေသည်ရှဲချီရေလိုက်ကပောက်ကရပြောနေသည်ကိုရက်လိုက်သည်လက်ကင်ကိုလက်နှစ်ဖက်လုံးနှင့်ကင်ထားကလေတံမှာလေးနက်နေသည်ကိုကိုဒုတိယအခန်းတော့မိမခေါင်းကြီးနဲ့ကိတ်ကပုံရိပ်ရောင်းဆိုတာကျွန်တော်သိကြသွားပြီစောစောကကိုကိုလှည့်ကြည့်လိုက်တော့မိမအလောင်းမှာခေါင်းရှိနေသေးတာတွေ့လိုက်တယ်ကျွန်တော်တို့ချောက်ချင်ုံပဲနေမှာတရေပါသည်စကားများမှာအများအားဖြင့်အချိုးချောင်းစီလျော်မှုနှင့် ခြောက်ချစီခြင်းဟူ၍နှစ်ပိုင်းခွဲနိုင်သည်ကျိုးချောင်းစီလျော်သောဇကားများမှကြောက်เสียမကောင်းပဲကြာချင်းကိုဖြစ်ရန်အတွက်ဇကားရဲရှိတရေမှလူတွေကိုဖြစ်ဖြစ်ချင်းဒုက္ခပေးလေသည်အစဉ်တစနောက်ကြည်စေခြင်းနှင့်နှောက်ရခြင်းဥပမာမျက်နှာချက်ပေါ်ကခြေတံများညာကြီးတကောင် ကျမ်းမော်ဂေါလီလုံးလှိမ့်တံများသို့မဟုတ်ပရင်းပေါက်ပေါ်တွင်တရေမျက်နှာလျှက်ရက်တစ်ပြတ်ပေါ်လာခြင်းဤအစဉ်တွင်တရုတ်ဆောင်များသည်တန်တရားဖြစ်စပြုလာကြသည် ခြုံပြောရပါကမယုံကျင်ကြသောကြောင့်တေးပြီးရင်တေးကြသည် ထို့နောက်နောက်တစ်ဆင့်ကို ချုံးမွေစွာရောက်သွားသည်အဆင့်နှစ်တရေသည်တရုတ်ဆောင်များကိုစပြီးထိခိုက်စေလာသည် ထိခိုက်မှုကတေးစေနိုင်သည် မဟုတ်သို့မဟုတ်တရေသည်အမြောက်ဆာများကိုသာလျင်ဒုက္ခပေးပြီးဇက်ရံများကိုဇက်လိုက်အားကောင်းကောင်းတရိပ်ပေးစေသည်ထို့အတွေ့အစီအစဉ်အရသူတို့သည်ဒုတိယအဆင့်ကိုဝင်သွားပြီဖြစ်သည်တရေသည်ကနအူးကြီးစားခြင်းမှ သူတို့ကိုထိခိုက်အောင်လှုပ်ချင်သွားသည်တရေကသူခြေောက်ကိုကျိုးစေခြင်းသည်အစင်းနှစ်ပြီးမပြီးမှမတိချသေးပေတရေသည်သူ့ကိုဆက်ထိခိုက်အောင်လှုပ်နေနိုင်သည်ဒါမှမဟုတ်ဒီအစင်းကိုကြော်ပြီးအစင်း၃ကိုလည်းရောက်သွားနိုင်သည်အစင်း၃တက်ဖြတ်ခြင်းတရေလှုပ်ရှားရတော့မည်အချိန်ကြပြီဖြစ်သည် အရှင်းဆုံးပြောရလျင်ကြောင်နှစ်ကြွက်ကစားနည်းပင်ကြောင်သည်ကြွက်နှစ်ကစားရတာဝါသွားပြီးကြွက်ဤကြောက်ရွံ့မှုကိုသဘောကျသည် ရှက်ချီကကြွဲ့ဤနေရာဖြစ်သည် ထို့ကြောင့်ကောင်းလောက နောက်မှပြန်တွေးကြမယ်ဟုပြောလိုက်သည်က သူတကယ်ကို မကြခင်ကောင်းလောနှင့်ပြန်တွေ့တော့မည်ဟုဆိုလိုခြင်းဖြစ်သည်တရေကပိုက်ကွန်ကိုဆဲတော့မည်ဖြစ်သည်ရှက်ရှင်းလန်စက္ကန့်အနည်းငယ်လောက်တွေးလိုက်သည်မိမကောင်းကြီးကသူ့အမေလားဂရင်မောကအလောင်းနေရာသူ့မိဘတွေပေါရှက်ချီပြန်ဖြေလိုက်သည်အဲ့လိုပဲထင်နေဒါပေမဲ့သူတို့ဘာလို့လဲဆိုတာအရင်မကြည့်ဘူးတရေတွေကလူတက်ဖို့အကြောင်းပြချက်မလိုဘူး သူတို့တကယ်တက်ချင်လာရင်တက်ပြစ်လိုက်မယ်။ရှောင်းချီစကားလွှဲလိုက်သည်အရေးအကြီးဆုံးကတရေကသူတို့ကိုဘလို့တက်လိုက်လဲဆိုတာပဲ။ဟမ်။ရှစ်ချီကရှင်းပြသည်။ကောင်းလောက်ရဲ့မိဘတွေက "तू တက်မယ်စီရင်နေပါတယ်။ကျွန်တော်လည်းပါတယ်။ဇညွန့်ရဲ့အသွားအရာတော့ကျွန်တော်တင်မဲ့ပုံစံကကောင်းလောက်ရဲ့မိဘတွေနဲ့အတူတူပဲ။ကောင်းလောက်မိဘတွေတည်သွားတဲ့နေ့ကကန့်သက်တာတွေနဲ့တရေကတက်ဖို့ရာလိုအပ်တာတွေကိုထောက်ပြထားလောက်တယ်။ တရုတ်တက်ဖို့ရာနီးလည်းမရှိဘူးတက်တဲ့အခါမှာစီမင်းစည်းကမ်းတွေနဲ့မချုပ်ခံထားရတဲ့တရေကပွဲတဲ့ကိုမပါသင့်ဘူးမဟုတ်ရင်တရုတ်ဆောင်တွေအတွက်လွတ်လန်းအောင်မရှိတော့ဘူးလေဒါကြီးကမတရားဘူးတကယ်တော့ app ကတရားတယ်ဆိုတဲ့ခံစားချက်ကျွန်တော်ရတယ်တရုတ်ဆောင်တွေကိုအကြောင်းမရှိဘဲနဲ့မသိစေချင်ဘူးဒါပေါ့တရုတ်ဆောင်တွေကိုမျက်နှာသာလည်းမပေးဘူးအေဂျင့်စနစ်လိုမျိုးပဲစနစ်ကအစကတည်းကတရားမျှတပြီးထိရောက်တယ်စနစ်ကိုချိုးဖောက်တာလူတွေပဲ စနစ်နဲ့အပြည့်အပြည့်မဟုတ်ဘူးရဲ့ကျွန်တော်ထင်တော့ကောင်းလောကကျွန်တော်ကိုတော်တော်များများကြည်စားပြီးသွားရင်ကျွန်တော်ကိုကြည်စားချင်လို့ကြည်ရတော့မဟုတ်တော့ဘူးသူ့အရှိမလိုအပ်တာတချို့ကျွန်တော်မပြည့်စုံသေးလို့ကျွန်တော်ကိုတတ်မရသေးတာနေမယ်အဲ့ဒါကြောင့်နောက်မှပြန်တွေ့မယ်လို့သူပြောခဲ့တာနောက်တစ်ခါကျွန်တော်တို့ပြန်တွေ့ကြရင်ကျွန်တော်ကိုသူတတ်လိမ့်မယ်ရှယ်ရှင်းလန်မသေးကြစွာနဲ့ခဏကြာတိတ်နေသည်ပရင်းပေါက်ကမခုန်ချခင်အလောင်းတွေကိုတတ်နှင်းမိတာမှတ်မိသေးတယ် အလောင်းတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုမမြင်လိုက်ရပါပဲ။ဆောင်းပေါ်မှာတွေးပိနေတာကအလဲမှာရှစ်ချီလန့်သွားသည်။ရှောင်းချီခဏရအောင်ကိုပြန်တွေးကြည့်အောင်မယ်။ဟုတ်။ရှစ်ချီလမ်းမေးရင်စကူတာကိုရပ်လိုက်သည်။ရှက်ချင်းလန်မျက်လုံးမိတ်ကအခန်းကို သူ့နောက်ဆုံးမြင်လိုက်ရသည်ကို ပြန်တွေးနေသည်။ပရင်းမှန်မှာကွဲနေပြီးအလင်းမိန်မိန်လေးဝင်းနေသည်။အလောင်းနှလုံးတွင်တလောင်းမှာဘေးတွင်လှဲနေပြီး နောက်တလောင်းမှာအနောက်တွင်ဖြစ်သည်အဖြူရောင်နှင့်အဝါရောင်အယခင်းများကိုဖုံးထားသည်အယခင်းများမှာသွေးကွက်ကြီးများနှင့်ဆူရွှဲနေသည်အထင်းဆုံးသွေးကွက်မှာအလဲပိုင်းတွင်ဖြစ်သည်အလဲပိုင်းနှင့်ဝေးလီလီသွေးကွက်မှိန်လာလီလီဖြစ်သည်သွေးမှာတေကြပေါက်အလဲနေရာမှဘေးဘက်သို့ပြန့်သွားခြင်းဖြစ်သည်အခန်းမှာရှုပ်ထွေးနေပြီးဖွင့်ရသမျှအန်ဆွဲများကိုဆွဲဖွင့်ထားသည်အတွင်းထဲတွင်ရှုပ်ရှက်ခတ်နေသည်ကောင်းလော သူမိဘများကိုတက်ပြီးသောအခါ သူတို့ဖွက်ထားသောဗန်းစာအုပ်များနှင့်အကြွေများကိုလိုက်ရှာထားခြင်းဖြစ်လိမ့်မည်။အဲ့ဒါကအရေးမကြီး။အရေးကြီးသည်ကရှင်ရှင်းလံမျက်လုံးများကိုဖွင့်လိုက်သည်။ရှောင်းချီဂရင်းမီးရစပွဲပေါ်မှာပကံများအလွတ်တစ်ချက်ရှိတယ်။သူတို့မအိတ်ခင်စားထားကြတာပဲ။ရှင်ရှင်းလံ၏အတန်က တိမ်နေသည်။ရှက်ချီနှလုံးလိုက်ခုန်သွားသည်။သူအရင်ကကောင်းလောက်လှုပ်ထားသည့်ကိတ်ကို စားလိုက်သည်။သူမိဘတွေမအိတ်ခင်ကောင်းလောကသူတို့အတွက် စားဖို့တစ်ခုခုယူလာပေးတာဖြစ်နိုင်သည်ကောင်းလော့မိဘများ၏အလောင်းပေါ်တွင်သွေးမှခါနှင့်ဗိုက်ပက်လေတွင်စုနေသည် အဖြစ်နိုင်ဆုံးမှာအစာအိမ်ဖြစ်သည်ရှဲချီမျိုးလုံးများကို ဖွင့်လိုက်သည်ကောင်းလော့ကနောက်မှရှဲချီနှင့်တွေ့မည်ဟုပြောခဲ့သည်ဘလူနီနှင့်လည်းလိုက်ကြည့်ပါဆိုသည်ကအလောင်းကိုကြည့်ခိုင်းခြင်းဆိုပါလျှင်ဘလူပုံစံနှင့်စသိမ်းရိုက်ကွက်ဖြစ်မလဲနောက်တစ်ခေါက်က တေချာပေါက်တက်ပွဲပင်ရှက်ချီနှစ်စက္ကန့်လောက်ရပ်သွားပြီးနောက်သူ၏ဘိုက်ကိုငုံကြည့်လိုက်လေသည်ရှက်ချီဖုံးမှမြည်လာသည်အခန်းကားပွင့်သွားပါပြီခင်မင်စွာတတိပေးချက်အခန်းကားသည်နောက်ဆုံးခန်းဖြစ်သည်ဤအခန်းတွက်လိုအပ်ချက်အိမ်ပြန်ပါတေယုတ်ဆောင်များအသက်ရှင်အောင်နေပါအာရွံစစ်ခြေတော့ဆူဆူဝါးဝါးကျိုးသွားတယ်ကြည့်ရတာနားလိုက်တာ ငါးယောက်မြောက်အနဲ့ရောင်ဝတ်ထားတဲ့ကောင်မလေးလည်းတော်တော်ကောင်းတယ်။ तू လည်းလိုက်မိတယ်တော့။ तू အချိန်မီလိုက်ပေမဲ့ तू စက်ကောင်စရက်ကပြက်နေပြီ။အိုးစီတော့မတက်ပဲ။နဖရားကျင်กว่าပထမกว่าရှေ့ချီကအမိုက်တတ်တာပဲ။သွားစမ်းမအိုင်တန်သုံးလိုက်တာအောင်များ။အိုင်တန်ရှိလေအရေးချင်းရှိလို့လုံနိုင်တာပဲလေအိုင်တန်နေရသူ့အမေစီရလာတာလေအဲ့ဒါလည်းအရေးချင်းရှိတာပဲလားသွားစမ်းပါယိုကျင်ဘာမှနားလေတယ်လို့မထင်ဘူးရော့ ိုင်တန်နေရှိနေတာဘာကြောက်စရာရှိလို့လဲဒီအတိုင်းသာသွားလိုက်အခန်းငါအချိန်ဖြတ်သွားပြန်သည်ရှက်ချီမြင်ကွင်းရှင်းသွားသောအခါရေချိုးကန်းထဲတွင်မတ်တက်ရက်နေကြောင်းတွေ့လိုက်ရသည် သူ၏လက်နှစ်ဖက်မှာဘေးစင်ပေါ်တွင်ရှိနေပြီးခါကိုင်းထားတာလဲချောင်းထဲပူလောင်သည့်ခန်းစားချက်ကြီးရှိနေသည် ရေဘားကိုဖွင့်ထားပြီးရေများကျနေသည် သူအန်ချထားတာဖြစ်လိမ့်မည် သူ့အဆိုင်နဲ့ တနေရရမှာ ပုံမှန်မဟုတ်တွန့်လိန်လာသည်ခြောက်ချောင်းမြောက်လက်ချောင်းလာရှဲချီနှခေါင်းရှုံကလောင်လိုက်သည်ကိုကိုရှဲရှင်းလန်မျက်ခုံးပင့်ပြကမိဖို့ချောင်းသို့သွားပြီးမိဖို့ချောင်းသားကိုအตาကောက်ယူက သူ့ကိုယ်သူချိန်ထားလိုက်သည် fuck ရုတ်တရက်ကြီးဘိုက်ကိုဓာတ်နဲ့ထိုးနေတာတရေရသူ့ကိုယ်ပေါ်မှာရှိလို့လားသူ့တေးချင်နေတာလားဘာလို့သွေးဆုံးနေပြီးတာတောင်ချောနေရတာလဲ ဘာလို့နာချောင်းမပြတာလဲချောင်းချောင်းမြောက်လက်ချောင်းဤဘာလို့သူ့ပိုက်ထဲရောက်နေရလဲကိတ်လေဟုတ်တယ်သူကိတ်စားလိုက်တာလေကောင်းလောကချောင်းချောင်းမြောက်လက်ချောင်းကိုအမုံကြည့်ပြီးကိတ်မုတ်ထဲထဲထားတာအဲ့ဒါသူလူတက်ဖို့လိုအပ်တဲ့လှုပ်ရချက်ပဲကောင်းလောခုနနောက်ကြမှပြန်တွေ့မယ်လို့ပြောလိုက်တာမလားငါသိပြီအခန်းကတေချာပေါ့တိယောက်ဆောင်ကိုတက်ဖို့တိယောက်ဆောင်ရဲ့ဘိုက်ထဲကနေ ကောင်းလို့ထွက်လာတဲ့ဟာပဲဖြစ်ရမယ်။ဒါက तू တရုတ်ဆောင်ကိုပြန်တွေ့တဲ့နီးလမ်းပဲ။ Fuck လက်ချောင်းကိုဖယ်လိုက်တာနဲ့ကောင်းလို့ကသူ့ကိုတတ်လို့မရတော့ဘူး။မေကွန်း तू လှုပ်တာအယမ်းမြန်မနေဘူးလား။စဉ်းတော့မစဉ်းစားလိုက်ဘူး။အခန်းကားကိုဝင်ကားစပဲရှိသေးတာ哦။အခန်းလေးရဲ့အဆုံးမှာတိလိုက်တာဖြစ်မယ်။အာငါသားလေးချီရအရင်ဆုံးပြီးတော့မှာတချိန်တည်းရင်ယိုကျင်မှာ သူ့ကာရိုက်တာဤအိမ်တွင်တတိကြီးကြီးမူရာနှင့်နည်းနည်းမျက်မှောင်ကျုံကပတ်လျှောက်နေသည်သူ့အမေမှာအရင်နှုန်းကတစ်ထုံဖူးပေါက်ဆဆရင်တွင်နံပါတ်7ဖြစ်သည်ခြောက်ချားစရာအစုံလင်ကိုလွဲသွားသောကြောင့်သူလည်းဒီပွဲအကြောင်းကိုသိမသိပေခြောက်ချားစရာအစုံလင်ဤဂိမ်းကစားပုံမှာအလွန်ရှုပ်ထွေးပြီးပြောင်းလဲနိုင်မည်ဟုသူမထင်ခဲ့ပေဤဒီကခဏကြာအောင် သူ့ကိုမတတ်မတာဖြစ်စေသည်လက်ချောင်းပြက်ဇလန်းမှာအတော်လာအယမ်းမြန်ပြီး သူတွေးဖို့ရာအချိန်ကိုမရလိုက်ပေ။အရင်ဇက်ချောင်းပြီးသွားသည်နှင့်နောက်တခန်းကတန်းရောက်လာသည်။ထိုဒီကသူတွေးနေသည်ကိုခဏခဏနှောက်ရက်လေသည်။ယူကျန်စိတ်ရှုပ်စွာနှင့်သပင်ကိုဖွာလိုက်သည်။တခုခုမှားနေသည်ဟုခံစားမိတော့လဲအခြေအနေကိုစဉ်းစားရန် အချိန်ယူလိုက်သေးသည်။ယူကျန်မကြောက်ပေ။တရေများကိုကောင်းကောင်းနိုင်သော အစွမ်းထက်သည့်အိုင်တမ်များသူ့တွင်ရှိသည်။ယူကျန်မစဉ်းစားနိုင်သောကြောင့်တဖြည်းဖြည်းစိုးရိမ်လာသည် ထို့နောက်အတွေ့တစ်ခုရကပြုံးလိုက်သည်အချိန်ခိုးရန်အတွက်ကောင်းလောဤအိမ်မှနေရာရွှေ့ပြောင်းအိမ်တန်းကိုတုံးကထွက်လာခဲ့သည် သူထက်ပုံမြန်နိုင်သောသူရှိရန်မဖြစ်နိုင်ပေသူမစင်းစားနိုင်ပါကဖြည်းဖြည်းချင်းစင်းစားရန်သာအလင်းလိုစရာမလိုပေရိုချင်းထိုင်းစရာနေရာရှာကမျက်လုံးများကိုမှိတ်ထားလိုက်သည်ဇာကြောင်းတချို့ကိုပြန်တွင်းနေစဉ်တွင် ရုတ်တရက်သူ့မျက်လုံးများကိုဖွင့်ကာအောက်သို့မယုံကြည်နိုင်စွာငုံကြည့်လိုက်သည် သူ၏ဘိုက်သားတွင် နာကျင်လှသောစုပ်ဖြဲခံရမှုကြီးခံစားလိုက်ရပြီးသူ၏ဘိုက်ထဲမှသွေးဆုံးနေသောတရဲလက်ကြီးအမြန်ပင်ဖောက်ထွက်လာတော့သည် ARC3 6ချောင်းပွေရာအစုံလင်းအပိုင်း6တရဲလက်မှာဆူဆွပြနှန်းနေသည် လက်ငါးချောင်းမှာလှုပ်ရှားကာဆန့်ထွက်လာစဉ်တွင်လက်မောင်းသည်လည်းတိုးထွက်လာရန် ပါလှသောအစာအိမ်နေရန်ကိုပွတ်တိုက်နေသည်အစာအိမ်ရေများနှင့်အတူကြံနေသော အစာဖက်များပါထွက်ကြလာသည်ထို့နောက်ယူကျင်ဤဗိုက်သေးသေးလေးတွင်တစုံတရာကမြ мян ပင်ကြီးထွားလာနေသည်ကောင်းတော့ပဲတရက်လက်ဤလက်မအပြင်ဘက်တွင်ကင်းချိန်များကဲ့သို့သောချုပ်ရိုးများရှိနေသည်ကိုယူကျင်တွေ့လိုက်ရသည်ကောင်းတော့သည် သူ့ဗိုက်ထဲတွင်ရှိနေပြီးအပြင်သို့ဖောက်ထွက်လာတော့မည် ရှောင်းချင်းအလုံးပိတ်အခန်းချင်းထဲတွင်အမျိုးသမီးတစ်ယောက်ကမျက်နှာဖြူဖတ်စွာ အော်လိုက်သည်နောက်တစ်ခဏ၌စကရင်အကြီးကြီးပေါ်တွင်ယိုကျင်သည် သူ၏အဝတ်အစားများကိုအယူအမူဆွဲဖြဲနေပြီး သူ့လက်ဘင်းတွင်ဆွဲထားသောကြောက်စိမ့်ပိုင်းငယ်လေးထွက်လာသည်ကြောက်စိမ့်မှာဖောက်ထွင်းမြင်ရပြီးအလဲရင် ရွှေထဲ့ထားကလှပသောပုံစံရှိသည် ရွှေဘော်တွင်ရှေးဟောင်းဗုဒ္ဓဆင်းသူတော်ကိုထွင်းထူထားလေသည်ကြောက်စိမ့်ပေါ်လာသည်နှင့် တောက်ပသောအလင်းရောင်ကြီးထွက်လာကဗုဒ္ဓသည်ထွန်းတောက်လာသည်တရေလက်လဲလှင်မြန်းစွာပင်ယူကျင်ဤဘိုက်ထဲသို့ပြန်ဝင်သွားပြီးယူကျင်ဤဘိုက်ထဲမှကောင်းလောဤနှလုံးကွဲမတက်အော်တန်ကြီးကိုကြားလိုက်ရသည်တိနာကြီးကောင်းလောဤနောက်ဆုံးအော်တန်မှာအမုံတရားနှင့်အလိုမရှိမှုတို့ပြည့်နေသည်အခန်းမှာပြန်လဲတိတ်ဆိတ်သွားသည်ယူကျင်ဤအသက်ပြင်းပြင်းရှူတံများသာကြံနေခဲ့တော့သည် တရဲကကြောက်စိမ့်နဲ့အဖိခံထားရပြီးလောလောဆယ်တော့ထွက်မလာနိုင်တော့ပြီယူချင်းမှာအခုထိရှော့ရနေစေဖြစ်ပြီးမျက်နာမှာဖြူဖက်နေသည်အလွန်ချင်ဆူးနေသော အစာအိမ်ကြီးများမှာအစာအိမ်ကိုတိုက်စားနေပြီးမကြခင်ယောဂကုသမှုဖြစ်လာနိုင်သည် သူအခြေအနေမကောင်းတော့မှန်းယူချင်းသိသည် အများဆုံး3မိနစ်လောက်သာတိခတ်နိုင်တော့မည်ဖြစ်သည်သူ့အမေဤခတ်ထန်သောမျက်နာ သူ့စိတ်ထဲပေါ်လာပြီး သူမဤနှိမ်ချကတင် जा ပုံများကိုသူဤနားရဲပြန်ချောင်းရောင်နေသည်ယိုကျင်းခေါင်းကိုအတင်းခါလိုက်ပြီးတည်ငြိမ်မှုကိုပြန်တွေ့သွားသည် သူနှစ်စက္ကန့်လောက်ထိုင်နေပြီးနောက်နားလည်သွားသည်အမတန်နာကျင်မှုကိုတီးခံကသူဤပွင့်နေသောဘိုက်ထဲမှခြောက်ချောင်းမြောက်လက်ချောင်းကိုစရှာတော့သည်အရင်က သူဤဘိုက်ထဲရှိတနေရာရာမှလှုပ်နေသည်ကို ခံစားလိုက်ရတော့လဲဘိုင်မကောင်း၍ဟုသာထင်လိုက်သည် အခုတော့ထိုသည်မှာတတိပေးချက်ဖြစ်နေသည်ယိုကျင်းသူ့မညံနေကအတိုင်းအ мян လှောက်ရှားလိုက်သည်ထိုနောက်သူထိမိလိုက်သည်လက်ကျန်အစာများထဲမှ9စင်တီမီတာ10စင်တီမီတာခန့်ရှည်သော လက်ချောင်းတစ်ချောင်းကိုဆွဲထုတ်လိုက်သည်သွေးဆုံးပြီးဆူဆွတ်ကပြာနှမ်းနေသည်တချိန်တည်းတွင်ဇပွဲပေါ်ရှိယိုကျင်း၏ဖုန်းကမြည်လာသည်ဇလန်းကိုအသက်ရှင်နိုင်သည့်အတွက်ဂုဏ်ပြုပါれယိုကျင်းသူ၏လဲပင်သားရှိကြောက်စင်းကို နာကျင်စွာထိလိုက်သည်ကြောက်စိမ့်မော်တွင် အထက်မှအောက်အကွဲချောင်းရှည်ကြီးရှိနေသည် သူသာနောက်တစ်ကြိမ်နှစ်ကြိမ်လောက်သုံးလိုက်ပါက လုံးဝကွဲသွားတော့မည်ဖြစ်သည်သို့တော်ဤရာကိုသုံးပြီးဇလန်းကိုပထမဆုံးရှင်းနိုင်သည်သူက သူပဲဖြစ်ရမည်ယိုကျင်နည်းနည်းစိတ်သက်သာရာရသွားသည် စိတ်အေးလက်အေးတပြင်းချကဂုံမြောက်စွာမျက်ခုံးများကိုပင့်လိုက်သည်အခန်းထဲမှယိုကျင်ပြောက်သွားသည်သူမ၏ကြောဘက်တွင် ချွေးများစီးကြကအမျိုးသမီးပြန်ထိုင်လိုက်သည်အမတ်ပေးပြီးသူ့ကိုမင်းနဲ့အတူခေါ်လာတာပေါ့ဒီရိုက်တန်းကတော်တော်ဆွမ်းသားပဲလောလောဆယ်တော့အဲ့ဒါကိုသူမရနိုင်လောက်သေးဘူးရှန်ยีကသူ့ဤလက်ညှိုးနှင့်ဇပွဲကိုခောက်ကပုံမှန်အတိုင်းမေးလိုက်သည်ရှန်ยีကသူမကိုစကားပြောလာလိမ့်မည်ဟုအမျိုးသမီးမထင်ထားခဲ့ပေစိတ်ထဲမြောက်သွားရပြီးအမြန်မင်းအပြုံးနှင့်ပြန်ဖြေလိုက်သည်ဟုတ်ဟုတ်တယ် ကျမရဲ့သားလေးကိုရှန်ကြီးကရုတ်တရက်လှောင်ပြောလိုက်သည်ဒီလောက်အင်တန်နေအများကြီးရှိတာကိုပထမမရခဲ့ဘူးနော်အမျိုးသမီးအပြုံတောင့်သွားသည်ရှန်ကြီးပြင်းကြီးစွာမော့ကြည့်လိုက်သည်အဲ့လိုအသုံးမကျတဲ့သားမျိုးတော်တော်ရှားတယ်တဖက်သရုပ်ဆောင်မှာရှက်သွားသည် အင်ကြီးလက်ထဲရှိ အမျိုးသမီးဤလက်များလက်သေးဆုပ်သွားသည် အပြုံတစ်ခုညှစ်ထုပ်ပြုံးပြကစိတ်မပါလက်မပါနှင့်တတိကြီးစွာပြောလိုက်သည် ူအသားမကြသေးလို့နည်းနည်းနှီးနေတာပါဒါကပထမအဆင့်ပဲရှိသေးတယ်လေနောက်ကျတေချာပေါက်လိုက်မိတော့မှာပါရှန်ကြီးမှာဟာသားတစ်ခုကို ကြားလိုက်ရသည်အလားလစ်လူရှုလိုက်သည်စကရင်ပေါ်ရှိရွေးချယ်ရန် အခန်းထဲတွင် ရှက်ချီပေါ်လာသည်ကို ကြည့်ပြီးကျဉ်တ်အားရစွာနှင့်သူ၏နှကန်းထောက်မှကော့တက်သွားလေသည်အာသားလေးချီနဲ့ယူကျင်ကစတိုင်မတူကြဘူးသားလေးချီကသွေးထွက်နေရအောင်ချောတယ်သူ့ကိုသူလှိပစ်ပြီး သွေးတွေရွှဲနေတာတော့မျက်နှာသေးနဲ့အဲ့လိုပဲယိုကျင်ဦးတော့ပြောမယ်ဟေ့ငါသားလေးကသူ့ကိုယ်သူအရင်ရက်ဆက်တာပဲကြည့်ုံနဲ့နေနာတယ်ဘာဖြစ်နေရလဲအရင်ကမင်းတို့တွေခေါ်တာလူကြီးမင်းလေဘလို့လို့ရုတ်တရက်ကြီးသားလေးဖြစ်သွားတာတော့ဘာလို့လဲဆိုတော့ဒီဇလန်းထဲမှာအရင်ချစ်ဖို့ကောင်းလို့ဒီလိုင်းကပထမရတာတဲ့သူရဲ့ဟာလို့ကြားလို့လာခိုးကြည့်တာလူဝမ်နောက်ဆုံးတော့အခန်းတစ်ကိုပြီးသွားခဲ့ပြီ။ ကို့ဘိုက်ကိုပြန်ရိုက်ပြီးအားပေးကြဟိကနဦးရွေးချယ်မှုပြုလုပ်ခဲ့ရသောအခန်းထဲတွင်ရှက်ချီပြန့်ပေါ်လာသည်။ဘာဖြစ်နေသည်ကိုသူနည်းနည်းပိုပြီးသဘောပေါက်သွားသည်။ခြောက်သားဝယ်ရာအစုံလင်၏ဇလန်းများသည်တူတောင်းပြီးအရန်ကြီးမခက်ခဲအနည်းငယ်မရှိလှပြီ။ခက်ခဲမှုနှင့်အနည်းငယ်ရှိမှုမှာအစီအစဉ်ကကြာပန်းရွေးချယ်ထားသောပစ္စည်းများပေါ်တွင်မူတည်ပြီး꽌ပြကြသည်။ခြောက်သားဝယ်ရာအစုံလင်သည်ဇကားမဟုတ်သည့်ယတဆောင်ရှိုးဆိုသောညား အခြေခံစည်းမျဉ်းများကအတူတူသာဖြစ်သည် ပထမအဆင့်ပြီးသွားသည်နှင့်သူ၏ဒဏ်ရာများချက်ချင်းပျောက်သွားသည် ထို့အတူပင်ဇလန်းနှင့်ရင်တရုတ်ဆောင်သေးသွားပါကတကယ်သေးသွားမည်ဖြစ်သည် အပ်ထဲတွင် အမှတ်ရနိုင်သည့်လောက်ရတိုင်းသည်အသက်အန္တရာယ်ရှိမှုနှင့်ထပ်တူကြလေသည် ခမ်းမိန်မိန်အခန်းထဲတွင် သူတယောက်တည်းဖြစ်သည် သူ့ဖုန်းကမြည်လာသည်ရှက်ချီထုတ်ကြည့်လိုက်ပြီးအပ်ကအလိုလျောက်ပင်ညနေစာတစ်ခုစီတို့ရောက်သွားသည်ကိုတွေ့လိုက်ရသည် မျက်နှာစာရင်းလက်ချောင်းပြက်ဇလန်းမှာပထမစာရန်တွင်ရှိနေသည်လက်ချောင်းပြက်ပုံရှိနေပြီးဘေးအတန်းတွင်အစိမ်းရောင်အချစ်ကလေးပေါ်နေသည် ဆိုလိုသည်ကသူပထမအဆင့်ကို အောင်မြင်စွာပြီးသွားပြီဖြစ်သည်အလွန်တိုတောင်းသောမိတ်ဆက်လေးပါသည်အလွန်ရှားပါလူနည်းစု၏၆ချောင်းမြောက်လက်ချောင်းမှာမကောင်းဆိုးဝါးကိုစီးပိတ်ခြင်းဖြစ်သည်ထို့သူတို့သည်မကောင်းဆိုးဝါးနှင့်ရှင်တွဲနေထိုင်ကြပြီးလောကအတွက်ခံစားကြရသောကြောင့် တို့ဤကံကြမ္မာမှာအဖို့အထက်များပြီးဆင်းရဲကြသည်လူကောင်းကိုအနိုင်ကျင့်ပြီးထိုသူများကို၆ချောင်းမြောက်လက်ချောင်းအားအတင်းဖြတ်ခိုင်းပါကစီးပြတ်သွားပြီးတင်တို့ဤအသက်နှင့်ပြန်လဲပေးဆက်ရမည်ဖြစ်သည်ထို့နောက်နောက်ထပ်စာချောင်းများရှိနေသည်တင်သည်အတူတောင်းဆုံးအချိန်အတွင်းအမြန်ဆုံးရှင်းနိုင်ခဲ့သည်ဆက်လက်ပြီးအားထုတ်ကြိုးစားထားပါရှေ့ချီအံ့ဩသွားသည်အရင်ဆုံးထွက်လာတာသူလားလူဝံဘယ်လိုတွေဖြစ်နေလဲသူမသိပေဘူး ယင်းသည့်စွာသတိပေးချက် နောက်ဆုံးအမှတ်ပေါင်းမှာအမြန်ဆုံးဖြစ်စဉ်ကိုရှင်းနိုင်ခြင်းပေါ်သာမူတည်တည်မဟုတ်ဖြစ်စဉ်အတွင်းတင်းဤလှုပ်ဆောင်မှုကိုသတိထားပါတင်းကိုတင်းအကောင်းဆုံးပြသပြီးအစီအစဉ်အတွက်စိတ်ဝင်စားမှုများကိုတိုးမြင့်ပေးကာပရိသတ်ကိုဖျော်ဖြေနိုင်ရန်ကြိုးစားပါအခုဒုတိယအဆင့်ကိုဖွင့်ရန်အတွက်အခန်းထဲရှိပစ္စည်းတစ်ခုခုကိုကြာပန်းရွေးချယ်လိုက်ပါတင်ထိလိုက်သည်နှင့်ပစ္စည်းကိုရွေးချယ်လိုက်ပြီးဟုသတ်မှတ်ပါမည်ရွေးချယ်နေစဉ်အတော်အတွင်းအချိန်ကိုရထားပါမည် ရွေးချယ်ရန်အချိန်မှာတမိနစ်အတွင်းဖြစ်သည်ရှေ့ချီအံ့ဩသွားသည်အဲ့ဒီတော့အရင်အစ်စ်နေကိုပထမအဆုံးပြီးတဲ့သူကနောက်တစ်ဆင့်ကိုရွေးချယ်ခွင့်ရတာပေါ့ရှေ့ချီအမြန်မင်းလှဲ့လိုက်သည်ထိုပစ္စည်းများဤခက်ခဲမှုကို သူမမြင်ရပေသို့တော့ပုံစံနှင့်ပစ္စည်းဤပင်ကိုတဘာဝများကွာခြားမှုကိုကြည်ပြီးသူခံမန်းနိုင်လေသည် ဥပမာလက်ချောင်းပြက်လိုမျိုးထိုနောက်ွယ်ရှိဇလန်းမှာသွေးထွက်တန်ရိုးဖြစ်ကြောင်းကြည်ယုံနှင့်သိနိုင်သည် မှန်ကွဲနေသောဖုန်းဟောင်းမှာတရဲကဖုန်းခေါ်ခြင်းနှင့်ဆိုင်ပေလိမ့်မည်။ဖျောင်းပြတိုင်းနှင့်တခုခုဆိုင်လောက်သောဖြူဖွေးပြောင်ချောနေသည့်ဖျောင်းရုပ်တရုပ်လည်းရှိသည်။ကြည်လေးလေးရှဲ့ချီခေါင်းမူလာလေးလေးဖြစ်သည်။ကိုကိုရေကျွန်တော်တို့ရွေးချယ်ရခက်တဲ့ယောဂါရနေပြီထင်တယ်။ဆယ်ရှင်းလန်ကသူ့ကိုပြောလိုက်သည်။စိတ်ထဲရှိတာရွေးလိုက်။စိတ်ထဲရှိတာရွေးရတာလဲရွေးရတာပဲလေ။ရှဲ့ချီမျက်လုံးထောင်ကပ်ကခနဲ့ပြောလိုက်သည် ကိုကိုဘယ်တစ်ခုကိုကြိုက်လဲရွေးလို့ရလားကိုကိုရွေးတဲ့တစ်ခုကိုကစားကြမယ်လေကစားကြမယ်ရှယ်ရှင်းလန်မနိုင်စွာရယ်လိုက်သည်ရှက်ချီကစိတ်ထဲရင်ခတ်တူးတူးပြောလိုက်သည်တကယ်လဲအယမ်းပျော်စရာကောင်းတယ်လေတကူတော်သေုပ်ဆောင်နေရသည်က အခြားသူများအတွက်စိတ်လေးစရာကောင်းတော်ညာသူ့အတွက်ကတော့နှစ်ကိုယ်တည်းတကပါပဲရှက်ချီတပြင်းချလိုက်သည်ဒါကဘလောက်တက်တာလိုက်လဲ ရှေ့ချင်းလန်တပတ်ပတ်ကြည့်လိုက်ကသူ့မျက်လုံးများက သွေးစွန်းနေသောစန္ဒယာကီးတစ်ခုပေါ်ရောက်သွားသည်။ဒါကိုရွေးလိုက်။ဒါကကိုကိုကြိုက်လား။ရှေ့ချီမေးလိုက်သည်။ကျွန်တော်ကကိုကိုကြိုက်တာသွေးတန်ရဲရဲအကျန်းဖတ်တာရေလို့ထင်တာလေ။ဒါကအရန်အမှုပညာဆန်နေတယ်။ရှေ့ချင်းလန်သွားတင်းတင်းဆေးလိုက်သည်။မင်းစန္ဒယာတီးတတ်လို့လေ။ရှေ့ချီအခြေအနေကိုပါထည့်စင်းစားပြီးရွေးလိုက်ခြင်းဖြစ်သည်။ ပထမဆုံးထွက်လာ၍ကိုယ်အတွက်အကျိုးရှိအောင်လုပ်နိုင်ပြီဆိုပါကမရရအောင် အရန်စူးစမ်းစရာတိတ်မလို့လောက်တော့ဘူးမလားဟွက်ဖဲတွေအများကြီးကိုထုံးမပြချင်သေးပေရသဆောင်ရှိုးရင်းပရိသတ်များစွာရှိပြီးလူသစ်များကလည်းခံမှန်းရခတ်သည်ရှိုးကိုဖိတ်ကြားထားသည့်မိသူမှန်းမသိရသောဧည့်သည်များလည်းရှိသေးသည်နည်းနည်းပါးပါးရှိုးထားခြင်းကအမြဲကောင်းသည်အာယုံဆိုင်ခံရတိုင်းမကောင်းပေသူကြောက်ရွံ့မဟုတ် အလောက်ရှုပ်သည်ဟုတွေးမိသောကြောင့်သာကို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 အကြောင်းပြိသက်တည်သိမယ်လို့ထင်လားအပ်ကတစ်ခုလုံးကိုရိုက်ကူးပြီးတိုက်ရိုက်ပြတယ်လို့ပြောထားတာကိုရှက်ချီကဆန်နီယာကီးကိုကင်လိုက်ပြီးပြောသည်မသိဘူးလေသိရင်သိမှာပေါ့ရုတ်တရက်ကြီးဘာလို့ထမေးတာလဲကျွန်တော်ထင်ရတော့ညံကောင်းတဲ့ပြိသက်တွေကရိမ့်ပြီးလောက်ပြီးတယောက်ထဲနဲ့ဓလေးကူတုံးလိုက်မိတာ哦ရှက်ချီလေတန်ကနည်းနည်းစိတ်ပြတ်နေသည်ပုံး ရှက်ရှင်းလန်ကနှွေးထွေးစွာမေးလိုက်သည်အဲ့တော့မပြောဘူးလားအဲ့လိုမဟုတ်ဘူးဘယ်လိုပြောရမလဲစဉ်းစားလိုက်အောင်မဲရှက်ချီကလက်တစ်ဖက်နဲ့သူ့မေးကိုကင်လိုက်သည်ဒီလိုလေဗျာလူတယောက်ကိုဖွက်ထားပြီးနှစ်တီအကြာကြီးရွှေအင်ကြီးထဲမှာရွှေပေါ်မြတင်ထားထားရည်လေအဲ့ဒါကိုလူတွေသိသွားတော့ရုတ်တရက်ကြီးစိတ်ထဲမကျင်မနှက်ဖြစ်သွားတယ်လို့ပေါ့ရှက်ရှင်းလန်အတော်ကြာအောင်ချောင်းတစ်ခုခုဆိုးလိုက်ရသည် ဆန်နီယာကီးကမှိတ်တုံမှိတ်တုံလင်းလာသည်ရှဲချီကသူ့စိတ်ထဲရင်တိတ်တခိုးပြောလိုက်သည်ကျွန်တော်ကကိုကိုကိုတဘဝစာလုံးဒူကောင်းဆန်ဆန်ဖွက်ထားချင်တာလေကျွန်တော်သာပူတိတက်ခဲ့ရင်ကိုကိုဘလောက်တော်ကြောင် လူတွေကိုသိစေချင်မှာပေါ့ပရိသတ်ကရှက်ရှင်းလန်၏တည်ရှိမှုအားတည်သွားမည်ကို ရှဲချီမစိုးရင်ပြီသူကရှင့်တကောင်လာပင်ထင်းရှူသည်ကို ယူလာပြီးဘသူမှမမြင်စေချင်သည့်အတွက်သူ့အတိုက်ထဲတွင်ဝှက်ထားသည် ရှင်ရှင်းလေးနှလုံးသားအေးပျော်သွားရပြီးပြုံးလိုက်သည်ဘယ်တော့မှတယောက်တည်းဖြစ်နေလို့လဲရှက်ချီစက္ကန့်ပိုင်းလေးအံ့ဩသွားပြီးမှအကြံစိုးနှင့်ပြုံးလိုက်သည်နားထောင်ရတာမဟုတ်ရသေးရင်ကျွန်တော်ထပ်ပြီးပြောပြပေးမယ်လေဖုန်းမြင့်တစ်ပြင်ပွင့်လာသည်တယင်းမကြီးကာချိုးဇလန်းကိုဖွင့်လိုက်ပါပြီ။